မင်္ဂလာပါအဆုံးသတ်ကာလနဲ့ပတ်သက်တဲ့ prophet ဖြစ်ချက်တည်းတကယ်ဖြစ်လာမှုဘလောက်ကြာအောင်မလဲလို့တွေးမိဘူးကြလားဒီနေ့ကျွန်တော်တို့အထူးတူလေ့လာကြည့်ကြမှာကတော့အဲ့ဒီမေဖွန်းကိုပဲ2000ချီတဲ့အချိန်ဇေယျကြီးတခုနဲ့ဖြည့်ရှင်းခါတဲ့ထူးခြားတဲ့ဘာသာရေးအမြင်တခုအကြောင်းပါပဲဟုတ်ပါတယ်ဒါကတကယ်တော့နှပေါင်းထောင်ကြီးကြအောင်လူတွေခေါင်းစားပြီးမေခွန်းထုတ်ခဲ့ကြတဲ့မေခွန်းကြီးတခုပါကျွန်တော်တို့လေ့လာနေတဲ့အရင်မြန်မာထမ်းမှာတော့အဖြေကကျွန်တော်တို့တွေးထားတာထပ်ပိုနီးနေနိုင်တယ်ပြီးတော့ အဲ့ဒါအားလုံးကကြားကာလလို့ခေါ်တဲ့အရာတစ်ခုနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်လို့ဆိုထားပါတယ်။ကောင်းပြီဒီ UE စိတ်ရဲ့အထီးကားဆက်ကိုနားလဲဟိုဆိုရင်ဖရာတကင်ကိုလဲသမားကြီးတယောက်လို့မြင်ကြည့်ဖို့လိုပါလိမ့်မယ်။အရင်မြတ်မတိုက်ရပါအခုကျွန်တော်တို့တွေဟာတမိုင်းရဲ့အရေးကြီးဆုံးရိတ်သိမ်းပွဲကြီးမတိုင်းခင်စိုက်ပျိုးပြီးစုနေတဲ့ကာလတစ်ခုထဲမှာနေထိုင်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။ဒီကာလကိုကိုရီးယားလိုဂွန်ဘက်ကီလို့ခေါ်ပါတယ်။စာသားအတိုင်းပါတာတည်ရရင်တော့ ြားကာလဒါမှမဟုတ်လစ်လက်နေတဲ့အချိန်လို့အသေးပဲရတာပေါ့ဒါပေမဲ့ဒီနေရာမှာတော့ဘာမှမလုပ်ပဲရက်နေတာကိုဆိုလို့တော့မဟုတ်ပါဘူးဒါကပို့ပြီးတော့လဲသမားတယောက်ကမြူးစရီကျေးပြီးနောက်အတင်းနဲ့ရင်းမြင်လာဖို့စိတ်ရှိရှိနဲ့စောင့်နေတဲ့အချိန်မျိုးနဲ့ပို့တူပါတယ်ဒီအယူဆကိုဘလို့ထောက်ခံထားလဲဆိုတော့အရင်အမင်မတန်ကယာကုပ်အောဝါရာဆာလေးကဒီချမ်းပိုက်ကိုကိုးကားထားတာပါ လယ်သမားတယောက်ကသူ့ရဲ့အဖိုးထံအတိအနံကိုစိတ်ရှိရှိနဲ့စောင့်တယ်လို့ပဲဒီအမြင်အရတော့ဖျားရခင်ဟာလဲဝဉဉရေးရရီသင်းပွဲကြီးအထက်စောင့်ဆိုင်နေရဖြစ်ကြလို့ဆိုလိုတာပါဆိုလိုချင်တာကဒါဟာနောက်နင်းနေတာမဟုတ်ပဲတမင်တကရွေချက်ရှိရှိပြုစုပြိုးထောင်နေတဲ့ကာလတစ်ခုဖြစ်တယ်ဆိုတာပါပဲကဲဒါဆိုရင်ဒီစိုက်ပျိုးရေးကာလဆိုတာကတော့တမိုင်းရဲ့ကြီးမားအကျယ်ပြန်းတဲ့ပုံစံကြီးထဲမှာဘယ်နေအောင်အနေအဝန်ခွင့်ကြဖြစ်နေတာလဲ အရင်ရင်မှတ်တိုင်းကတော့ဒါဟာဂျပန်ဖြစ်နေလေကာလာတခုမဟုတ်ဘူးဒါဟာနှစ်ပေါင်း1000ကြာမြင့်တဲ့အစီအစဉ်ကြီးတစ်ခုရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဒီနှစ်1900အစီအစဉ်ကြီးကိုနောက်လည်ဖို့တောချက်ကတော့ဒုတိယပေဒရီအဝါစာတဲ့ကဒီစကားရပါပဲဖျားသခင်အတွက်တရားထားကျွန်တော်တို့အတွက်နှစ်တထောင်နဲ့အတူတူပဲတယ်ဒီယူဆကိုအခြေခံပြီးတော့ပဲအရင်အမေမတန်းကလူတမိုင်းတစ်ခုလုံးကိုဖျားသခင်ရဲ့ဖန်ဆင်းခြင်းအပတ်တပတ်အနေနဲ့မြေပုံဆွဲပြထားပါတယ် ဒီအချင်းဆက်ရာကိုတစ်ချက်လောက်အနီးကပ်ကြည့်လိုက်ကြရအောင်ဒီအမည်အရဆိုရင်ပထမရက်ယောလေးရက်ဒါမှမဟုတ်ပရမနတ်လီတောင်းကအာရံကနေခရစ်တော်အထိအချင်းကာလကိုဆိုလိုတာပါဒီမှာပြထားတဲ့အတိုင်းပဲလေယံမြောင်းနေ့မှာနေမင်းကြည့်လို့ယေရှုကြွလာတာကိုတွေ့ရပါမယ်အဲ့ဒီနောက်မှာတော့နာရီ6ရက်မြောက်နေ့တွေနောက်ထပ်နတ်2000ကာလပေါ့အဲ့လာကပဲကျွန်တော်တို့ခုနကပြောနေတဲ့ဂုံဘကီရိတ်သိမ်းချိန်ကြာကာလပါပဲ ဆိုတော့ဒီအစီအစဉ်အရ6ရက်မြောက်နေ့ကုန်းဆုံးသွားပြီဆိုရင်ဒီကြာကာလလည်းပြီးဆုံးပြီး9ရက်မြောက်နေ့ဖြစ်တဲ့ညင်သက်ချင်းနှစ်တထောင်ကာလစတင်မှာဖြစ်ပါတယ်။ကောင်းပြီအခေသားကျွန်တော်တို့ကဒီစွိုက်ပြိုးရဲ့ကာလတွေမှာတကယ်ပဲရှိနေတယ်ဆိုရင်ရွေးချက်ကဘာဖြစ်မလဲ။ဘယ်ရောင်မြောက်ရိတ်သိမ်းနေတာလဲ။အရင်မြတ်မတန်းအရာဖြေကတော့တီးချလူတွေစုဖြစ်တဲ့ဦးတီးတို့အသီးတွေကိုရိတ်သိမ်းနေတာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်ဒီအယူဆအရဆိုရင်ရိတ်သိမ်းရမယ့်ရေတွက်ထားမတိကျမတိချတဲ့ကိန်းကရန်တစ်ခုမဟုတ်ပါဘူးဒါတသိန်း၄000လဲထောင်144000ဆိုတဲ့တိကျတဲ့အရေအတွက်တစ်ခုဖြစ်ပါတယ်အရင်မင်းမတန်းရဒီရေအတွက်ပြေးပါပြီဆိုတာနဲ့လက်ရှိကာလဟာအဆုံးသတ်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ဒီအာဝူသီသောအသီးတွေကတကယ်တမ်းမဘသူတွေလဲအရင်မင်းမတန်းမှာတော့သူတို့ကိုဖျားသခင်ရဲ့တားတော်များအာဇာနီတသက်တွေများနောက်ပြီးသူတို့သမီးစတဲ့နာမည်မျိုးမျိုးနဲ့ခေါ်ဆိုထားပါတယ် သူတို့ဟာဖျားသခင်ရဲ့ရည်တင်းချင်းရဲ့အတီးကဖြစ်မဖြစ်တဲ့တီးခြားလူတစုပါပဲဆိုတော့ရှင်းရှင်းလင်းလင်းပြောရရင်ဒီမတ်တမ်းမှာတတ်မှတ်ထားတဲ့အထိုင်ပဲလက်ရှိခေတ်ကာလအကုန်ဆုံးဖို့အတွက်အဓိကတော့ချက်အဓိကဖြစ်ရကဒီ၁၄ထောင်း၄ထောင်းပြည့်စုံခြင်းပါပဲအဲ့တော့မှတော့အရာတော့ပြောင်းလဲသွားတော့မှာပါတိန်လေးစနေထောင်ပြည့်သွားရင်ကောဘာဆက်ဖြစ်မှာလဲအဲ့ဒီအချိန်မှာတော့ဂျားကာလအကုန်ဆုံးပြည့်အရင်မြတ်တန်းကနောက်ဆုံးတတိယလို့ခေါ်တဲ့အရာတစ်ခုစတင်လာတော့မှာဖြစ်ပါတယ် အဲ့ဒီအချိန်မှာပေါ်လာမဲ့နိမိတ်လက္ခဏာတွေကတော့ပါရီခင်မလဲဒီကာလကို Magic Mac LED တို့မဟုတ်နောက်ဆုံးတတိရင်လို့ခေါ်ပါတယ်ဒါကြာကာလပြီးမှချက်ချင်းစတင်ပိုင်းအထွတ်အထိပ်ဖြစ်တဲ့ခုနှစ်နှစ်တာကာလတစ်ခုဖြစ်ပြီးပြောဖက်ဖြစ်ချက်ဒီအားလုံးအလင်းမြန်ပြည့်စုံလာမယ့်ခြင်းဖြစ်တယ်လို့အရင်မြက်ကဆိုပါတယ်ဒီနေ့မှကျွန်တော်တို့ရဲ့အရင်အမြင်မှတ်တမ်းကတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ချိတ်ဆက်မှုတစ်ခုကိုလုပ်ပြထားတာဖြစ်ပါတယ် မတ်တေခရစ်ဝင်ကျမ်းခန်းကြီး24မှာယေရှုပြောခဲ့တဲ့ကဘာကုန်ခန်းနီနိမိတ်လက္ခဏာတွေဟာဗျာဒိတ်ချမ်းထက်ကတန်စစ်ခုနှစ်ခုကိုဖွင့်တာနဲ့တထပ်တီးကြနေလေလို့ဆိုပါရယ်။ဥပမာအနေနဲ့ဒီစရားမှာကြည်လိုက်ရင်မတ်တေကျမ်းထက်ကခရစ်တော်အယောင်ဆောင်လူများဆိုတာကဗျာဒိတ်ချမ်းထက်ကမြင်းဖြူစည်းသူရဲ့လက်ဖျားခြင်းနဲ့ကိုက်ညီနေပြီ။စစ်တိုက်ခြင်းဆိုတာကတော့မြင်းနီစည်းသူကညင်သက်ခြင်းကိုရုတ်သိမ်းသွားတာနဲ့ကိုက်ညီနေတာမျိုးပေါ့။ ဒီနေ့မှာအရေးအမြင်မတိုင်းရဲ့အဓိကကျတဲ့အဆိုတစ်ခုရှိပါတယ်။တခြားမြင်များစုကဒီတန်စိတ်တွေကိုနှစ်ပေါင်းနှစ်ထောက်အတွင်းမှာဖြည်းဖြည်းချင်းဖွင့်လစ်ခဲ့လို့ယူဆကြပါမယ်။ဒီမှတ်တမ်းကတော့ဒါတွေအလုံးဟာနောက်ဆုံးတတိတိမတိုင်းခင်လင်းပါမယ်။အလွန်လင်းမြန်စွာတပြိုင်တည်းနီးပါးဖြစ်ပေါ်လာမယ်လို့အခိုင်အမာဆိုထားပါတယ်။တန်စိတ်တွေခွင့်ပြီးသွားပြီးနောက်ဆုံးတတိယလာစတင်နေပြီ။ဒါဆိုရင်ဒီ Prophet Future ဆရာချင်းစရာရဲ့အထွေထိပ်ကဘာဖြစ်မလဲ။ အစိုးမတော့အရာလုံးဟာတရားစီရင်ခြင်းစီကိုပဲဦးတည်နေပါတယ်။ဒီမှာတော့နောက်ဆုံးဖြစ်ရက်အစီအစဉ်ကိုတွေ့နိုင်ပါတယ်။ပထမဦးဆုံးနောက်ဆုံးတတိယ stage စတင်ပါတယ်။အဲ့ဒီနောက်မှာတော့အရင်မြက်ကပထမရှင်ပြန်ထမြောက်ခြင်းလို့ခေါ်တဲ့အာဇာနည်တက်တီတွေပြန်လည်အသက်ရှင်လာတဲ့ဖြစ်ရက်ဖြစ်ပေါ်လာပါတယ်။ဒီရှင်ပြန်ထမြောက်ခြင်းကပဲတရားစီရင်ခြင်းအတွက်အခြေခံဖြစ်လာပြီးအစိုးမတော့ငြိမ်သက်ခြင်းနှစ်တထောင်ကာလဒါမှမဟုတ် အနှစ်တထောင်နိုင်ငံတော်စတင်ဖို့လမ်းခင်းဖိလိုက်တာပါပဲ။ ီအချင်းစရားဒီအားလုံးကိုတင်ပြပြီးတဲ့နောက်မှာတော့ EM မှာတန်ကတော်တော်လေးတိကျပြီးစဉ်းစားစရာဖြစ်တဲ့အဆိုတစ်ခုနဲ့နေကုန်းချလိုက်ပါတယ်အဒီ2024ခုနှစ်ဟာနှစ်ပေါင်း6000ပြည့်မြောက်တဲ့ချိန်ခါဖြစ်တယ်တဲ့ဒီအဆိုရဆိုရင်တော့ဂျာကာလာဟာအဆုံးတက်လို့နှီးပါဖြစ်နေပြီဆိုတဲ့သဘောပါပဲ ဒီရှင်းလင်းတင်ဆက်မှုမှာတော့တိချာဘာသာရေးအမြင်တစ်ခုကနေဆင်းသက်လာတဲ့ရှုပ်ထွေးတဲ့ Prophet Future ဆိုင်ရာအချင်းစရာကိုလေ့လာခဲ့ကြပါတယ်။ဒီယူဆကိုလက်ခံတာမခံတာထက်ဒါကတွေးစရာတစ်ခုတော့ခြံထားခဲ့ပါတယ်။ဒီလိုချင်းစရာမျိုးကမျက်မှောက်ခေကာလကိုကျွန်တော်တို့ရှုမြင်တဲ့ပုံစံပေါ်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနိုင်ပါသလဲစဉ်းစားသုံးသပ်ကြည့်ကြဖို့ပါပဲ။နောက်တစ်ခါမှပြန်ဆုံးကြတာပေါ့။